်မင်္ဂလာပါရှင်ကျွန်မကတော့ချီချိုဆမ်းပါ DPP ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်မကွေးတိုင်းငဖဲမြို့နယ်ထဲမှာလေလာတာတိုက်ပွဲတွေအတွင်းစစ်ကောင်စီဘက်ကအရာရှိကြီးတွေအပါအဝင်16ဦးအရှင်ဖမ်းဆီးရမိခဲ့ပြီး60ကျော်သေဆုံးတာလက်နက်ခဲယံအများပြားလဲသိမ်းဆည်းရရှိခဲ့တယ်လို့လူမှုတော်လှန်ရေးမဟာမိတ်အင်အားစု PRA မကွေးကဧပြီလ21ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ် အခုနှစ်ဇန်နဝါရီလကနေဧပြီလအထိလေးလတာကာလအတွင်းတိုက်ပွဲပေါင်း23ကြိမ်ဖော်ဆောင်နိုင်ခဲ့သလိုတိုက်ပွဲအလုံးနီးပါးကငဖဲမြို့နယ်ထဲကပသိမ်မုံရွာလက်တလျှောက်မှာဖြစ်ခဲ့တာလို့လူမှုဒေါ်လာရေးမဟာမိတ်အင်အားစု PRA မကွေးရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါရယ်တိုက်ပွဲကာလလေးလတာအတွင်းစစ်ကောင်စီဘက်ကစစ်တပ်အရာရှိတွေဖြစ်ကြတဲ့ဗိုလ်ကြီးအောင်ငင်းကျန်းနဲ့ဗိုလ်ကြီးတင်ကိုထတ်တို့အပါအဝင်စစ်စုပေါင်း18ဦးကို အရှင်ဖမ်းဆီးရမိခဲ့တာ ဘုံမှုတီဟအောင်အပါဝင်63ဦးသေဆုံးခဲ့ပြီးတပ်ဖွဲ့တွေအတွင်းကနေစစ်ကောင်စီတပ်ဘက်ကလက်နက်ခဲယံအများပြားကိုလည်းသိမ်းဆည်းရရှိခဲ့တယ်လို့ဆိုပါတယ်။ဖမ်းဆီးရမိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုစစ်တုပ်ပန်းဥပဒေနဲ့အညီစစ်မှားရေးဆောက်ရှောက်မှုတွေအပြင်နေထိုင်စားသောက်ရေးကအစအဖြစ်စီဆောင်ရွက်ပေးထားတယ်လို့လည်းတော်လိုင်းအင်အားစုတွေကပြောပါတယ်ရှင်။ လေမျက်နှာမျိုးနဲ့ထဲကပန်းတော်ကြီးကျေးရွာကို AA နဲ့ PDF တွေကတိုက်ပိုက်ပြီးနောက်စစ်တပ်ကလေကြောင်းနဲ့လက်နက်ကြီးတွေနေ့တိုင်းပစ်ခတ်နေတယ်လို့ဒေသခံတွေကပြောပါရယ်စစ်ရေးတင်းမာနေစေ AR တိုင်းဘက်ကအခြေအနေတွေကိုစိုးသူအောင်ကသတင်းပေးပို့ထားပါရယ်ရှင် AR တိုင်းဒေသကြီးလေမျက်နှာမျိုးနဲ့ပတ်သိမ်မွန်ရွာလမ်းမကြီးဘေးကရက်မှာရှိတဲ့ပန်းတော်ကြီးကျေးရွာမှာဧပြီ18ရက်လောက်ကစလို့တိုက်ပွဲတွေစဖြစ်ခဲ့တာပါ အဲ့ဒီတိုက်ပွဲမှာအသေဆုံးတဲ့ဒဏ်ရာရသူတွေများခဲ့တဲ့စစ်ကောင်စီတပ်တွေကစီစုံကုန်းရွာနဲ့ဇီးပြုတ်ကုန်းရွာရင်းနာအထိကိုတတ်ဆုပ်သွားခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။အဲ့နေရာတခါထိုးဆက်စင်နေထိုးဆက်စင်ပြီးတော့ဗန်တော်ကြီးအထိုင်မှာရှားထားတဲ့အဲ့ဒီအမြတ်တက်ကိုသူတိတ်နေတယ်။အမြတ်တက်ကိုတိတ်ပြီးတော့အမှအမြောက်မလက်နဲ့မျက်လက်တော်သူတို့တိတ်ယူသွားပြီးနောက်ကြောင့်ပြန်ဆုပ်သွားလို့ကြတယ်။အဲ့ရောအဲ့နေရာစားပြီးတော့လားသူတို့ဟိုကားလက်ထိုးဆက်မစင်တော့ဘဲနဲ့ဟိုတက်ကလက်ပြန်မလာဘူး။အဲ့အဲ့ရောဘုံမပြည့်တယ်ပေါ့။ အလိုဤတိုက်ပွဲဖြစ်ပြီးကြတဲ့အခါတော့တို့ထင်ရထင်ရနေရာတွေကိုလိုက်ပြီးဘုံကျဲနေတယ်လေနဲ့အေအေနဲ့ PDF တက်တီကရွာထဲမှာတက်ဆွဲနေရယူတာမရှိပါမဲ့ပန်းတော်ကြီးကြေးရအပါအဝင်အရင်တိုက်ပွဲဖြစ်ခဲ့ဘူးတဲ့တုံတော်ရွာဝင်းကျင်နေဘက်ကလည်းလက်နက်ကြီးနဲ့လေကြောင်းပစ်ခတ်မှုတွေပြုလုပ်နေတာပါဒါအပြင်တတ်ဆုတ်သွားတဲ့စစ်တပ်က နီးစပ်ရကြေးရွာတွေမှာခုခံစစ်ပြင်းနေတာကြောင့် စစ်ရေးဆက်လက်အသင်းမှနေပြီးအချိန်မရွေးတိုက်ပွဲပြန်ဖြစ်လာနိုင်တယ်လို့ဒေသခံတွေကပြောနေကြပါတယ်။ကျွန်တော်အယူဆရပါတော့။သူတို့တကယ်တိုက်မယ်ဆိုလို့ရှိရင်လည်းဟိုရနိုင်တယ်ဒါပေမဲ့ဟိုကပ္ပစတွေဓာရီပဲကိုယ်အဓိကထားတဲ့ခါကျတော့စစ်မြူထားတာလောက်ပဲလို့ထင်တယ်လေ။တိုက်ပွဲဖြစ်တယ်သူတို့နိုင်တယ်ဆိုတော့မှန်တယ်သို့တော့ဘလူးကောမနဲ့ခွာလိုက် ပြန်ပြန်ဝင်လာလိုက်လို့မျိုးလောက်တာပေါ့နော် ဆိုတော့ဒီဟာကိုဒီခြေကုပ်ယူရလောက်အောင်ဆိုရင် အန်ဒီအရင်များတယ်အေးနဲ့ ARP PDF ပူပေါင်းတက်တွေကစစ်ကောင်စီတက်တွေကိုရှင်းထုတ်နိုင်ခဲ့တာကြောင့်အရင်တိုက်ပွဲဖြစ်ခဲ့မှုတဲ့လဲခုံကြီးလဲခုံလေးနေရာတွေကဆာလို့ပန်းတော်ကြီးကြေးရွာနာအထိဟာစစ်တပ်စိုးမိုးနေမြေမဟုတ်တော့ဘူးလို့သတင်းရင်းမြစ်တွေကပြောပါဗါဒီသားကအများစုကကြိုတင်သိမ်းရှောင်နိုင်ခဲ့လို့ထိခိုက်မှုသတင်းကိုမကြားရသေးပေမဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပိုင်တော်ကြီးကျွော်မှာအင်ဂျီယာနက်ကြီးမီးလောင်ပျက်စီးခဲ့ရတယ်လို့သတင်းတွေထွက်နေပါတယ်။ဒါပေမဲ့ဖုန်းလိုင်းတွေပြတ်တောက်နေတာကြောင့်အသေးစိတ်ကိုမသိရသေးကြောင်းနဲ့တိုက်ပွဲတွေကြောင့်ကျွော်အုပ်စု၅ခုထပ်မနေကဒေသခံတွေစစ်ရှောင်နေရပြီးအလုတ်ကန်တွေလည်းမရှိတာကြောင့်အခုညီတွေလိုအပ်နေတယ်လို့စစ်ရှောင်တယောက်ကပြောပါတယ်။စစ်ရှောင်နေတဲ့ကဒီကစာရေးကိုစာရေးနဲ့စစ်ရှောင်စကိုင်းနဲ့လိုတော့အခုဟာတော့ ့ဖြစ်ဆောင်ဆောင်ရတယ်မရှိတဲ့ခါမျိုးတော့ဟိုလိုရင်ပြေကြတယ်လိုရင်ပြေကြတယ်သူဟာမြန်သွားရင်တော့တော်တော့အဲ့လိုမမြန်မဲနဲ့ကြားသွားတဲ့ခါမျိုးကြလို့ရှိရင်ဆော်ဗီယူလေဟောစာရီးကဲဝမ်ပချင်းမြန်ဆော်ရှော့ပြီအဲ့လိုပဲနေနေရတော့အခုတိုက်ပွဲဖြစ်ခဲ့တဲ့ပန်တော်ကြီးကြီးဟာစစ်ကောင်စီတပ်ရဲ့အမြောက်တပ်အမတ်တ3လေးနဲ့မိုင်း20နီဘအကွာမှာရှိပြီးလေးမျက်နာမျိုးနယ်ဆိုရင်10မိုင်ကျော်ကျော်သာကွာဝေးတာဖြစ်ပါတယ်။ဒါအပြင်အခုတိုက်ပွဲမဖြစ်ခင်တည်းက ပတ်သိမ်မုံရွာလမ်းနဲ့ခွားငတိုင်းချောင်းလမ်းတွေကိုဆက်သွယ်ထားတဲ့ရင်းနသာဂိတ်မှာစစ်စေးရေးတင်းကျပ်ထားပြီးစံနဲ့73စီလိုပစ္စည်းတွေကိုတည်ယူခွင့်ကန့်သတ်နေခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ်ကျွန်တော်သတင်းတော့ဆိုသူအောင်ပါ အမေရိကန်ကာကွယ်ရေးဝန်ကြီးပီတ်ဟက်ဆာကယီမင်နိုင်ငံကိုတိုက်ခိုက်မဲ့အစီအစဉ်တွေနဲ့ပတ်သက်ပြီးစစ်နယ်မှာဒုတိယအကြိမ်မြောက်အသေးစိတ်မျှဝေခဲ့တယ်လို့သတင်းဖော်ပြချက်တွေအရသိရပါဗျ။အဲ့ဒီ group chat ထဲမှာကာကွယ်ရေးဝန်ကြီးရဲ့ဇနီးညီဖြစ်သူနဲ့ကိုရေးရှင်တွေတို့ပါဝင်နေခဲ့တယ်လို့ပြည်တွင်းမီဒီယာတွေမှအစီရင်ခံထားပါဗျ။ ဟက်ဆာကိုရိုင်းဖွဲ့ထားတဲ့ဒုတိယမြောက် signal ချက်ထဲမှာယီမင်နိုင်ငံကဟူတီလက်နက်ကိုင်အဖွဲ့ရဲ့ပြစ်မှတ်တွေကို FAAT Hornet တိုက်လေယာဉ်တွေနဲ့ပုံကျဲဖို့စီစဉ်ထားတဲ့အကြောင်းအကျိုးဆွေးနွေးခဲ့ကြတာပါလွန်ခဲ့တဲ့လတုန်းကလည်း The Atlantic Magazine ရဲ့ Editor ချုပ်ကို Signal Group ထဲမှာဝင်ထည့်သွင်းပြီးအလားတူပုံစံမျိုးစစ်စေးရဲ့အချက်လက်တွေကကွယ်ဝင်ကြီးအနေနဲ့အသေးစိတ်ပေးပို့ခဲ့မှုပါတယ် ဟက်ဆနဲ့ညီတော်ဆက်သူဖဲအပါဝင်ရှိနေဖြစ်သူ တင်ပါလက်ထရိုဟာကကွယ်ဝင်ကြီးဌာနမှတာဝန်ထမ်းဆောင်ရရှိပေမဲ့လည်းအရင်က Fox News ထုတ်လုပ်သူအဖြစ်လောက်ကိုင်းခဲ့တဲ့ဇနီးတဲ့ Jennifer ကိုတော့သက်ဆိုင်မှုမရှိကြောင်းဖော်ပြထားပါတယ်ရှင်။တောင်တရုတ်ပင်လယ်အတွင်းတင်းမာမှုတွေအပါအဝင်ဒေသတွင်လုံခြုံရေးစိုးရိမ်မှုတွေကို ရင်ဆိုင်နေရတဲ့အကြားမှာဖိလစ်ပိုင်နဲ့အမေရိကန်စစ်သား14000ကျော်ဟာ နှစ်စဉ်ကျင်းပနေကြဆေးရလက်ကျင်းမှုတွေကိုဧပြီလ21ရက်ကစတင်ခဲ့ပါတယ်။တကာလိုဘာသာစကားနဲ့ပခုံးချင်းရှင်လျက်လို့အထိပယ်ရတဲ့ပါလီကတန်ဆေးရလက်ကျင်းခန်းကိုမေလ9ရက်အထိသုံးပတ်ကြာပြုလုပ်မှာဖြစ်ပြီး Unmesses သင်္ဘောဖြတ်ဒုံးကျစ်နည်းနဲ့ High Mass ဒုံးပြန်လောင်ချာတွေပါတဲ့ American လက်နက်တွေကို ပြထားပါတယ်။ American ဘက်ကလက်ကျင်းရဒါရိုက်တာဒုတိယဗိုလ်ချုပ်ကြီး ဂျက်စ်ကလင်းကအခုနှစ်ဆေးလစ်ခြင်းမှုမှာနှစ်ဖက်တပ်တွေရဲ့စွမ်းဆောင်နိုင်ရည်တွေကိုနေပယ်ပေါင်းစုံမှတိုင်တာမဲ့အဖြစ်အဝတိုက်ပွဲစင်နိုင်စွမ်းကိုစမ်းသပ်မှုအဖြစ်ဖော်ပြခဲ့ပါတယ်လစ်ခြင်းငန်းတွေထဲမှာဒုံးကျည်ချိတ်ချောက်မှုတွေကိုခုခံကာကွယ်ခြင်းပြည်လက်ပြည်အတွင်းကျူးကျော်ဝေယမှုတွေကိုတားဆီးခြင်းနဲ့ရေချောင်းတက်ခတ်မှုစမ်းသပ်ချက်မှာရပ်နာထားတဲ့ဖိလစ်ပိုင်ရတက်သင်္ဘောကိုနှိမ့်ညွှန်ခြင်းတို့ပါဝင်ပါတယ်ရှင် ဒီပီပီယုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချွချွဆမ်းပါရှင်